တပည့်တော်ကိုတဲ့ဟောဒီလိုနှက်ကကိုထင်ပြပြီးတော့အလှကိုမလှနဲ့လို့တားတာကိုလေတပည့်တော်ကမလှပဲမနေဘူးဆက်ပြီးတော့လှခဲ့တာနှက်တားလို့တောင်းတပည့်တော်ရဲ့တရားတရားကရက်မသွားဘူးတဲ့သူကိုယ်သူတတိကြီးကဝမ်းသာလာဝမ်းသာလို့အဲ့ဒါလိုမြတ်စွာဘုရားကိုရှောက်တော့မြတ်စွာဘုရားကတခါကြီးတဲ့သင်္ကသောတာပန်အရိယာကြီးတဲ့ဘုရားရဲ့သာသနာတော်ကိုမတုံမလုတ်သက်ဝင်ယုံကြည်တဲ့ ယတနာမြတ်သုံးပါးနဲ့ပတ်သက်လာရင်အသက်တာရှင်မယ်မဟုတ်တာမလုပ်ဘူးဆိုတဲ့တတိသင်မှာအပြည့်ရှိနေတဲ့တကယ်အရိယာပုဂ္ဂိုလ်တဲ့အရိယာပုဂ္ဂိုလ်တဦးတယောက်တာမဏကတားလို့တရားတရားတွေရက်တမသွားဘူးဆိုတာအံ့ဩစရာမရှိပါဘူးတဲ့နော်တကယ်အံ့ဩစရာကောင်းတာကဘာလဲဆိုတော့ငါဖရားရဲ့အလောင်းတော်နှုစဉ်ကာလတုန်းကဟောဒီနဲ့တဲ့တကူးကြီးတဲ့ဝတ္တဝတိနတ်ပြည်အစိုးရတဲ့ မန်နဲ့မင်းကိုယ်တိုင်ကဆင်းပြီးတော့တားတာတောင်ငါရဲ့တရားတရားတွေရက်တက်မသွားဘူးတဲ့အဲ့ဒီမှာဦးဇင်းတို့ခရီးရင်္ကာရဇတ်ဆိုပြီးတော့ဇတ်တော်တခုဟောတယ်နောက်ကပိသက်ကိုလည်းမမြင်ရဘူးမျက်နှာလည်းမမြင်ရဘူးစိတ်ဝင်စားလာမသိဘူးရှေ့ကနေတွန့်ပြောနေတာပဲဟင်ဒကမာကြီးတွေအေးဘာဇတ်ကိုဟောတယ်ခရီးရင်္ကာရဇတ်တဲ့နော်အဲ့ဒီဇတ်တော်လေးကိုအချင်းချင်းဆက်ပြောကြမယ်နော် ေးတခုသောဘဝတုန်းကဦးဇင်းတို့ဘုရားလောင်းကြီးကအင်မတန်ချမ်းသာကြွယ်ဝတဲ့တထေးမျိုးမှဖြစ်တယ်။ချမ်းသာတယ်ဆိုတော့ချမ်းချမ်းသာသာကြီးခဲ့တာပေါ့။တထေးကြီးဆက်ဖြစ်တယ်။အဲ့ဒီတော့ဘာလို့လဲဆိုတော့မြို့တကားပေါက်၄ပေါက်မှာမန္တန်ကြီး၄လုံးထိုးဟုတ်လား။ပြီးတော့မြို့လေကောင်မှာမန္တန်ကြီး၃လုံးထိုးဟုတ်လား။ပြီးတော့သူ့ရဲ့အိမ်ရှိမှာမန္တန်ကြီး၃လုံးထိုးပြီးတော့မန္တန်ကြီး၆လုံးနဲ့နေတိုင်းအလှဝဲကြီးကျင်းပါတယ်တဲ့။ ဘုရားလောင်းတထေမင်းကဟုတ်လားအဲ့ဒါလိုလူပွဲကြီးကျင်းပပြီးတော့ဒါနာကောင်းမှုမှာပြုံးပွေပြီးတော့နေလာရင်းနဲ့တနေ့တော့ကန္နမူလှိုင်နန္ဒမူလှိုင်ကူမှာသတင်းသုံးနဲ့ကန္ဓမာရဏတောင်နန္ဒမူလှိုင်ကူမှာသတင်းသုံးနဲ့ပြည့်စင်ကဗုဒ္ဓအရှင်မြတ်တပါးဏိဒောရတမပတ်ကထတယ်ဏိဒောရတမပတ်ဆိုတာက ခုနှစ်ရက်တိတိနိဗ္ဗာန်ချမ်းသာကိုခံစားတယ်လို့ပဲပြောကြပါစို့နော်ဝေဒနာတင်ညာတွေချုပ်ပြီးတော့နော်တကယ်ကိုပဲချမ်းချမ်းသာသာ ဟိုအနာဂံလည်းဖြစ်ရမယ်ယဟန္တာလည်းဖြစ်ရမယ်သရုထဇံလည်းရရမယ်ဒါမှនិရောဓသမပတ်ဆိုတာခံစားနိုင်တာကိုနောက်9ရက်ထိခံစားလို့ရတယ်အဲ့ဒီនិရောဓသမပတ်ကလည်းထရောငါဘုဇုကိုချီးမြှောက်ရမလဲလို့လောကကိုအဘိညာဉ်နဲ့ကြည်တယ်တဲ့အဲ့ဒီပြည့်စေကဗုဒ္ဓအရှင်မြတ်ကြီးကအဲ့လိုအဘိညာဉ်နဲ့ကြည်တော့ဘုရားလောင်းတထေမင်းကိုမြင်တယ်သိပြီးတော့သရာတရားအကောင်းတဲ့ပုဂ္ဂိုလ်ပဲငါချိမြောက်မယ်ဆိုပြီးကောင်းငယ်ခရီးကဇံယံစီးပြီးတော့ ဖျားလောင်းရဲ့အိမ်ရှိကိုတပိတ်ကလေးပိုက်ပြီးတော့လာရက်တယ်။အဲ့ဒါကိုဖျားလောင်းကမြင်တော့အိုးပျော်လိုက်တာပီတိတွေနဲ့နော်ဝမ်းသာလိုက်တာအဲ့ဒါနဲ့သူ့ရဲ့လက်အောက်ငယ်သားတယောက်သူ့ရဲ့လူယုံတယောက်ကိုအမောင်းပြည့်စင်ကဗုဒ္ဓအရှင်မြတ်ကြီးစီကတပိတ်တို့ကိုသွမ်းပြီးတော့ယူကြည့်ပါမုံမြတ်တဲ့ဆွမ်းဟင်ခဲပွဲတွေတို့လောင်းလှူကြမယ်ဆိုပြီးတော့လူယုံတော်ကိုလှတ်တယ်။အဲ့ဒီအချိန်မှာမန်နတ်ကဘာလုပ်လဲဆိုတော့ မိကြီးတွင်ကြီးဖန်ဆင်းတယ်ပြည့်စေကဗုဒ္ဓအရှင်မြတ်နဲ့အိမ်ရဲ့ကြားထဲမှာမိကြီးတွင်ကြီးဖန်ဆင်းလိုက်တဲ့ရုပ်တရက်ဘာကြီးရွယ်ချက်လဲဆိုတော့တထေမင်းရဲ့အလှူဒါနမပြုတ်ဖြစ်တာမယ်ဒါကသူ့ရဲ့ပထမရည်ရွယ်ချက်ဒုတိယရည်ရွယ်ချက်ကဟောဒီတထေရဲ့လှူဒန်းမှုကိုမရရင်ဒီပြည့်စေကဗုဒ္ဓအရှင်မြတ်ဆွမစားရတာခုနှစ်ရက်ရှိပြီဒီနေ့မစားရရင်မုတ်ချပြိဋိဘံဆံရလိမ့် အဲ့ဒီတော့ဒီအရှင်မြတ်လည်းပြိဋိနိဗ္ဗာန်ဆန်းစီသူတော်ကောင်းအစ်စ်အမှန်တွေလောကကြီးမှာရှိနေတာကိုမနက်ကမမြင်ခြင်းဘူးဟုတ်ရလားဒါကြောင့်သူကတစ်ချက်ခုနှစ်ချက်ပြတ်ဘုရားလောင်းရဲ့ဒါနကောင်းမှုလည်းအန္တရာယ်ဖြစ်စီပြည့်စည်ကဗုဒ္ဓအရှင်မြတ်ရဲ့အသက်အန္တရာယ်လည်းဖြစ်စီဆိုပြီးတော့အဲ့ဒီရည်ရွယ်ချက်ဆိုးကြီးနဲ့မဟုတ်တဲ့မိကြီးတွင်ကြီးဖန်ဆင်းတဲ့ရှားမိကြီးကလေးရဲနေတာပဲ အဝီရှိငရဲလို့ပဲလို့စာထဲမှာတော့အဲ့လိုပါနော်အဲ့ဒါနဲ့အဲ့ဒီအလုံကျွေးငယ်ကပြည့်စည်ကဗုဒ္ဓအရှင်မြတ်ရှင်ကိုတပိတ်သွားယူမယ်ဆိုလဲလဲသွားလိုက်ရောဘယ်တော့မှမတွေ့ဘူးမမြင်ဘူးတဲ့မိကြီးတွင်ကြီးကရှေ့မှာဘွားကနေဆိုဟာတခါတည်းကြောက်သွားတာရှေ့ဆင်မသွားရဘူးဘလို့လုံးမသွားလို့မရဘူးအဲ့ဒါနဲ့တထေးမင်းကြီးကိုပြန်လာတယ်ဘယ်မှာလဲတပိတ်ကဆိုတော့ရှင်တထေးမင်းမိကြီးတွင်ကြီးရှိနေတယ်ဟာ အဲ့ဒီမှာဖရာလောင်းကစဉ်းစားတယ်တဲ့ဘယ်တော့မှမိကြီးတွေမရှိဘူးဧကန္တတန်တော်ဒါမန္နကငါရဲ့အလူအန်တရေကိုအနှောင့်အယှက်ပြူတာနဲ့တူတယ်ဆိုပြီးတော့ဖရာလောင်းကတခါတည်းစဉ်းစားတယ်ငါလိုပုဂ္ဂိုလ်ရဲ့တရားတရားကိုမန္နအရာအထောင်လာပြီးတော့ဟန့်တားတော်လည်းပဲပျက်စီးလိမ့်မည်မဟုတ်ဖရာလောင်းကဟုတ်လားအဲ့ဒါနဲ့မလုပ်လဲဆိုတော့အလုတ်ကျွေးငယ်ကိုကန့်ရှိသေး ဆိုပြီးတော့အိနေကိုဝင်မိဘတွေဝင်အင်မတန်မုံမြတ်တဲ့ဆွမ်းဟင်းခွဲပွဲတွေကိုရွှေခွက်နဲ့ထဲ့ဟုတ်လားထဲ့ပြီးတော့အဲ့ဒီမိကြီးရင်ရှိတဲ့နေရာတစ်ဖက်ကမ်းမှာပြည့်စေကဗုဒ္ဓအရှင်မြတ်ရှိတဲ့နေရာကိုဥတည်ပြီးတော့လာလာဘုရားလောင်းကအဲ့ဒီမိကြီးရင်နဲ့လည်းဆင်းပါပဲဟုတ်လားအဲ့ဒီမိကြီးရင်နဲ့ဘာလုပ်မလဲဆင်းပါပဲအဲ့ဒီလိုဆင်းကနီးမှာသူကအပေါ်ကိုမော့ကြည့်မန္တကိုတွေ့တယ် ဘာလို့တာတော့နှင့်ရဲ့အန္တရာယ်ပြည့်စေကဗုဒ္ဓရဲ့အသက်အန္တရာယ်ကိုငါပြုတာမနက်ကလည်းပြောင်ပြောင်ပဲပြောတာနော်အဲ့ဒီလိုပြောတော့ဘုရားတော်ကမနန်တဲ့သင်လို့အရာအထောင်မနက်ပေါင်းများစွာလာပြီးတော့ဖြက်စီးတော်လည်းပဲငါရဲ့သရတရားငါရဲ့ယုံကြည်မှုငါရဲ့အသိဉာဏ်ငါရဲ့ကောင်းမှုကိုမြတ်နိုးတဲ့စိတ်ကိုသင်တားလို့ရမယ်မထင်နဲ့ဆိုပြီးတော့ဂါထာလေးတစ်ပုဒ်ရွတ်